ဘာလုံးဆိုင်ရာကြက်တဲတွေဖြည့်ရှင်းပြီးတဲ့အတွက်အမေရိကန်သမ္မတထရန့်ကိုရုရှားသမ္မတပူတင်ကချီးကျူးနေပါတယ်။သမ္မတထရန့်ဟာလုံ့ဝအများကြီးလုံနေပါတယ်လို့ရုရှားသမ္မတကချီးကျူးပြောဆိုခဲ့ကြတဲ့ writer မှာဖော်ပြပါတယ်။ဒါနဲ့ထရန့်ဟာအမေရိကန်သမ္မတဖြစ်ဒုတိယအကြိမ်ပြန်လည်တောင်းယူပြီးနောက်ပိုင်းကလေးကပြည်ပခပေါင်းများစွာဖြည့်ရှင်းဖို့ကြိုးပမ်းခဲ့ပါတယ်။သူဆိုပြီးခဲ့တဲ့ဂါဇာကမ်းမြောင်ဒေသညင်းကျဲရေးစီစဉ်ရဲ့ပထမဆင့်လည်းအောင်မြင်သွားခဲ့ပြီးအရှိလေပိုင်းမှာဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးထရန့်ရဲ့ကြိုးပမ်းမှုတွေများက အောင်မြင်ခဲ့မယ်ဆိုရင်တမိုင်းဝင်ဖြစ်ရပါလို့တမောပူတင်ကဆိုပါတယ်ထရန့်ဟာယူကရိန်းပြည်ပကဖြည့်ရှင်းပေးနိုင်ဖို့ကြိုးပမ်းမှုတွေကိုလည်းအများအပြားလှုံ့ဆော်ပေးမယ်လက်ရှိအချိန်ထိတော့တိတာထင်ရှားတဲ့အောင်မြင်မှုမျိုးမရသေးပါဘူးထရန့်ရဲ့လှုံ့ဆော်ချက်တွေကိုတော့ရုရှားကသတိထားဆောင်ကြည့်နေပါလိမ့်အထူးသဖြင့်ခရဲ့ငင်းချင်ရေးအောင်မြင်မှုတွေဟာဂုဏ်ယူစရာပါလို့ရုရှားသမ္မတပူတင်ကပြောပါလိမ့်ခါကတော့ငင်းချင်ရေးသဘောတူညီချက်ကိုဒီကနေ့လက်မှတ်ရေးထိုးလိုက်ပါလိမ့် ဒါပေမဲ့အဲ့ဒီသဘောတူညီချက်မှာပါတဲ့အချက်လက်အသေးစိတ်ကိုတော့ဖော်ပြတာမရှိဘူး။ Israel နဲ့ Hamas တို့လည်းပါဝင်လက်မှတ်ထိုးတာမရှိပါဘူး။လက်မှတ်ရိုးခဲ့တဲ့ခေါင်းဆောင်တွေကတော့လွန်တရာရေးကြီးတဲ့လက်မှတ်ထိုးပွဲလို့ခေါ်ပြီးဒါဟာ Israel နဲ့ Palestine ကြားစစ်ဆင်မှုပေါင်းများစွာကြိုးပမ်းခဲ့တဲ့ညီချင်းအတွက်အကြီးအကဲအောင်မြင်မှုလို့ပြောပါတယ်။ ခကိုင်းဆောင်ထောင်ရတဲ့လက်မှတ်ထိုးတဲ့ file တွေကဆော်ရွက်ကိုပုံကြည့်ချင်ရမှာဒါဆိုကမ်းမြောက်မှာပြည်စုံပြီးရေရှည်တည်တက်တဲ့ငင်းကြီးအစီအစဉ်ထူထောင်ရမှာရရှိတဲ့တိုးတက်မှုတွေဖြင့်ဒီဇွေနဲ့ data တွေအိမ်မီချင်းတွေကြောင့်ချစ်ချည်ရင်းနှီးပြီးပြန်လည်အကျိုးပြုတဲ့ဆက်ဆံရေးကိုကျွန်တော်တို့ကြိုဆိုပါတယ်လို့ရေးသားထားပါတယ်။နောင်လာမယ့်မျိုးဆက်အတွက်ငင်းကြီးကောင်ထယ်ဖို့ဖို့နဲ့ရေရှည်တည်တက်အောင်စူပေါင်းလှုပ်ဆောင်ကြပါစို့ဆိုပြီးတော့ကတိပြုထားတာဖြစ်ပါတယ်။ ဂါဇာပြည်ပခါကိုခြုံငင်းအောင်လုပ်နိုင်တဲ့ခံကိုအမေရိကန်သမ္မတဟောင်းတွေဖြစ်တဲ့ဂျိုးဘိုင်ဒန်နဲ့ဘီကလင်တန်တို့ကလည်းလူသိရှင်ကြားချီးကျူးလိုက်ပါလိမ့်။ဒီသဘောတူညီချက်မှာပြစ်ခတ်ရစေရင်တဲ့တရားခံတွေလွမြောက်ရေတို့ပါဝင်ပါလိမ့်။သမ္မတထရန့်ရဲ့လှုပ်ဆောင်ချက်တွေဟာထူးခြားပြီးတော့ကောင်းမွန်ပြီးအရှိအလေပိုင်းမှာတစ်ခါမှမဖြစ်ဘူးတဲ့ ကိစ္စကိုအကောင်အထည်ဖော်ခဲ့တာပါအင်မတန်ခက်ခဲတဲ့ကိစ္စကိုအကောင်အထည်ဖော်ခဲ့တာပါဆိုပြီးတော့ဂျိုးဘိုင်ဒန်ရောဘီကလင်ကပါချီကျူးစကားပြောပါလိမ့်လူမှုကွန်ရက်ဆမ်မနာမှာဒီအကြောင်းတွေကိုအသေးသေးရေးသားထားပြီးသဘောတူညီချက်ဖြစ်မှောက်ဖို့ကျိုးပန်းအားထုတ်ရမှာအရေးပါပုံကိုလေးပေးဖော်ပြခဲ့ပြီးအမေရိကန်နဲ့မိတ်ဘက်နိုင်ငံတွေပေါ်ဝင်တဲ့ဒေတာတွေတည်ငြိမ်မှုအတွက်မျှော်လင့်ကြောင်းပြောပါတယ် ဂျိုးဘိုင်ဒန်ကတော့အစိုးရအဖွဲ့အားတရားခံတွေကိုနေရပြန်ဖို့ပို့ပါလက်စတိုင်းရဲ့သားတွေအကူအညီတွေပေးရဖို့နဲ့စစ်ပွဲဆုံးသဖို့မမောမပန်းဂျိုးပန်းဆောင်ရွက်ခဲ့ပါတယ်။အသက်တစ်ဖန်ပြစ်ခတ်ရဆဲသဘောတူညီချက်ရအောင်ဆောင်ရွက်ခဲ့တဲ့ထရန်နယ်အဖွဲ့ကိုကျွန်ုပ်ချီးကျူးပါတယ်လို့ဆိုပါတယ်။သူတို့လှုပ်ဆောင်နိုင်ပါတယ်။ဒါပေမဲ့အတူလှုပ်ဆောင်မှသာအောင်မြင်မယ်လို့ယုံကြည်ပါတယ်လို့ဘီကလင်ကလည်းရှိပါတယ်။အဓိကရွေးချက်ကတော့ဂါဇာကမ်းမြောက်ရှိပြည်ပခါတွေရက်တန့်ရေးညင်ညာချက်ဖြစ်ပါတယ်။ 2025အောက်တိုဘာ9ရက်နေ့စရဲမှာညှိနှိုင်းမှုလုပ်ငန်းစဉ်ရဲ့နောက်ထပ်ခြေလက်များပေါ်ပေါက်ခဲ့ပါတယ်။ Hamas ကညင်ကြိုင်းစမဂိဘော်တုံ့ပြန်ခဲ့ပြီးတရားခွင်လွှတ်ပေးဖို့သဘောတူပါတယ်။ Hamas ကိုယ်စားလှယ်နဲ့ဂျာဝင်စစ်သည်တွေကအီဂျစ်စစ်နုပါတွေပြုလုပ်ခဲ့ပြီး Israel ကလည်းဆွေးနွေးမှုနဲ့မကြမ်းမီတရားခွင်လွှတ်ပြေးရအတွက်အသင့်ရှိကြောင်းအပြည့်ပြပါလေအဆိုပါခြေလန့်ကိုဒေတာတွင်ရေရှည်တည်နေတဲ့ငင်းချင်းနဲ့ဒီငင်းလမ်းကြောင်းပေါ်မှာအရေးပါတဲ့မှန်တိုင်ပြအားလုံးကရှုမိပေမဲ့ ဆက်လက်အကောင့်ထဲဖို့အတွက်သက်ဆိုင်သူအားလုံးကဂရိကွက်တွေကိုတင်းတင်းကြပ်ကြပ်လိုက်နာဖို့နဲ့စဉ်ဆက်မပြတ်နိုင်ငံတကာရဲ့ကြီးမှုကုကေမှုလိုအကြောင်းနဲ့အတိအမှတ်ပြုထားပါလိမ့်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါလိမ့်။လက်ရှိမှာတော့အစ္စရေးဘက်ကပါလက်စတိုင်းအကျဉ်းသား2000ဂါဇာဘက်ကိုပြန်ပို့လိုက်ပြီလို့သိရပါလိမ့်။စက်တင်ဘာ23ရက်နေ့ကအစ္စရေးဖမ်းဆီးထားတဲ့ပါလက်စတိုင်းအကျဉ်းသား2000ကိုဟာမတ်တို့ဖမ်းထားတဲ့တရားခွင်နေနဲ့လဲလှယ်မှုဖြစ်ပြန်လုပေးခဲ့ရမှာအားလုံးဂါဇာကိုပြန်ရောက်ပြီဖြစ်ပါလိမ့်။ ပါလက်စတိုင်းပြည်သူများစွာကကြိုဆိုခဲ့ပါတယ်။အစ္စရေးဘက်ကလွတ်လိုက်သူတွေထံမှာအကြမ်းဖက်လူသက်သမားတွေလည်းပါဝင်နေလို့သူတို့တကြောပြန်ရက်ဆက်လာမှာကိုစိုးရိမ်နေလို့တုံ့တက်မှုတွေရှိနေပါတယ်။ဟာမတ်စ်ကောင်ဆောင်ရာနာဆင်မော်ကိုအစ္စရေးဘက်ကဖမ်းဆီးရမိခဲ့ပေမယ့်2012ခုနှစ်ကအကျဉ်းသားလဲလဲပုံမှာပြန်လည်လွတ်ပေးခဲ့ရကနေအောက်တိုဘာ9ရက်နေ့မှာဟာမတ်စ်ကြမ်းဖက်မှုမျိုးထပ်မံပေါ်ပေါက်လာတာစိုးရိမ်စရာပါလို့အစ္စရေးလူမှုရေးတိုင်းဝဲကဆိုပါတယ်။ဒေါ်ရာဆင်မော်ဟာမတ်စ်ကဂါဇာမှာအစ္စရေးတပ်ဖွဲ့တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရပါတယ်။ အခုလူမြောက်သွားသူတွေထဲမှာ2004ခုနှစ်ကကျန်းဖက်တိုက်ခိုက်မှုကြောင့်အစ်ဇွေသား17ဦးကိုသေဆုံးစေခဲ့တဲ့အဓိကတရခံဘာဟာဘာရာလည်းပါဝင်ခဲ့ပါတယ်။ဂျနဲမှာရှိတဲ့ Islamic Jihad ခေါင်းဆောင် Eid al-Adha လည်းပါဝင်ပါတယ်။ဒါ့အပြင်အစ်ဇွေနိုင်ငံတွေအကျန်းဖက်တိုက်ခိုက်မှုများစွာကျူးလွန်ခဲ့သူလည်းပါပါတယ်။နောက်ဆုံးကျန်းဖက်တိုက်ခိုက်မှုလေ့ကျင့်လုံးမှာဦးဆောင်ပါဝင်ခဲ့တဲ့သူတို့ဖြစ်တဲ့အာလာရာဟာအစ်ဇွေသား၄ယောက်ကိုတတ်ခဲ့တယ်လို့ဆိုပါတယ်။2008ခုနှစ်ကကျန်းဖက်တိုက်ခိုက်မှုမှာ အဲ့ဒီလိုမျိုးကျူးလွန်ခဲ့တဲ့သူတွေလည်းပါဝင်တယ်လို့ဆိုပါတယ်။အစိုးရပြန်လုပ်ပေးခဲ့တဲ့ပါလက်စတိုင်းကျင်းသားများနဲ့2020ပြည်နှစ်ကအမေရိကန်ခရီးသွားခရစ်စတီးလူကန်ကိုတပ်ဖြတ်ခဲ့တဲ့သူလည်းပါပါတယ်။ဆက်သုံးနှစ်အရွယ်လူငယ်လေးကိုလည်းတပ်ဖြတ်ခဲ့တဲ့သူလည်းပါတယ်လို့သိရပါတယ်။အဲ့ဒီလိုမျိုးသူတွေပါတဲ့အတွက်ကြောင့်အခုလိုမျိုးပြလန်လဲလဲမှုအရာလွတ်ပြေးလိုက်ရပါပေမဲ့အစ်စိုးဘက်ကတော့စိုးရိမ်မကင်ဖြစ်နေပါတယ်။ ဒါပေမဲ့အစ္စရေးဘက်ကတောင်းဆိုလိုက်ပြီးတေဆုံးတစားခံအားလုံးရဲ့အလောင်းတွေပြန်ပေးဖို့ဟာမတ်စ်ကိုတတိပေးလိုက်ပါတယ်။ဟာမတ်စ်တို့ကဖမ်းဆီးခဲ့တဲ့တစားခံတွေမြောက်နောက်ဆုံးလက်ကျန်အသက်ရှင်တွေအကျက်ရှိတဲ့တစားခံ20ပြန်လွှတ်ပေးခဲ့ပေမဲ့တေဆုံးပြီးတစားခံ28ယောက်ထဲမှာ၄ယောက်ရဲ့အလောင်းကိုသာပြန်လည်ပေးပို့ခဲ့ပါတယ်။အစ္စရေးဘက်မှတသက်တကြုံထောင်နဲ့ချထားသူ250ပါဝင်ပါကစ္စတန်ကျင်းသား2000ကိုဂါဇာကိုပတ်စကားတွေနဲ့ပြန်လည်ဆေးလုပ်ပြီးဖြစ်ပါတယ် ဒေါ်နယ်ထရန့်တင်ပြတဲ့အချက်နဲ့ဆက်ပါငင်းချင်းကြီးအဆိုပြုလို့ပထမဆုံးအဆင့်နေတဲ့အခုလိုမျိုးတရားခံတဲ့အကျဉ်းသားတွေလွတ်ပေးခြင်းပြုရမှာတည်ဆုံးပြီးပြတဲ့တရားခံအလို့ရုပ်လုံးတွေပြန်လည်ပြပို့ရမယ်ပါရှိခဲ့ပြီးအခုလေးလောင်းသာပို့လို့အစ္စရေးဘက်မှဒေါ်သာထပ်ပောက်ကွဲနေပါတယ်။အော်တိုဘား15နောက်ဆုံးထားပြီးကြန့်ရှိတရားခံရုပ်လုံးအလုံးပြန်ပို့ဖို့တည်ဆုံးမှုတရားခံရုပ်လုံးကိုမဆိုပြန်လို့ခြင်းတယ်လို့ရာဇသံထပ်ပို့ပါတယ်။ဒီတရားခံတဲ့ကျဉ်းသားလည်းလက်မပြုတ်လို့ပြီးနိုင်ပိုင်းကြမှာဂါဇာအတွင်းဟာမတ်စ်တွေဟာ မျက်နှာအဝတ်စီထားပြီးဒူးထောက်ခိုင်းထားတဲ့လူ၅ယောက်ကိုပြစ်ခတ်တပ်ဖြတ်တဲ့ဗီဒီယိုဖိုင်ထွက်ပေါ်လာပါလိမ့်။ဟာမတ်စ်အနေနဲ့ဘာတွေဆက်လုပ်မလဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းပါလိမ့်။လောလောဆယ်ဟာမတ်စ်ဟာစစ်သည်တပေါင်းနီးပါးကိုပြန်စုစည်းနေတယ်လို့သိရပါတယ်။ အခုအဲ့ဒီလိုမျိုးပြစ်တက်လိုက်တဲ့သူတွေထဲမှာ Hamas တို့ကိုပြန်လည်တိုက်ခိုက်တဲ့ Abu Sayyaf ရဲ့အဖွဲ့အစည်းတွေကလူစုဆောင်ပေးသူတွေလည်းပါပါတယ်။တစားကနေလွတ်ပေးမှုမပြုမီရပ်ပိုင်းအတွင်းကလည်း Hamas တို့ဟာမိတို့အားဆန့်ကျင်တဲ့ Gaza တွင်းမှာလက်လက်ကန်စစ်နှုတ်ထက်မနေကိုတုတ်တင်ခဲ့တယ်လို့သိရပါတယ်။ နောက်တရင်မှုပြောချင်ပါတယ်ပါကစ္စတန်နိုင်ငံကအာဖဂန်နယ်ဇက်ဖြတ်တမ်းမှုကိုပိတ်ဆို့လိုက်ပါတယ်ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့ကြားညာချေပြင်းထန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးနောက်ပါကစ္စတန်ကအာဖဂန်နယ်ဇက်ဖြတ်တမ်းမှုကိုပိတ်ဆို့ခဲ့ကြောင်းပါကစ္စတန်တာဝန်ရှိသူတွေကပြောပါတယ်နိုင်ငံနောက်မြောက်ပိုင်းပြည်နယ်ခိုင်ဘာတောင်ညာရဲ့နယ်ဇက်နဲ့နိုင်ငံနောက်တောင်ပိုင်းဘလူချစ်စတန်နယ်ဇက်ကိတ်တွေပိတ်ထားလိုက်ပါတယ်ပါကစ္စတန်ဒေသခံမီဒီယာတွေမှာဖော်ပြချက်မှာလူစုဝေးတစ်ဖွဲ့တွေဟာ လက်နက်ကြီးတွေတင်ကားတဲ့တိုက်ရိုက်နဲ့ဒရုန်းတွေကိုတုံးပြီးအာဖဂန်နဲ့ဇက်ကိ19ခုထက်မနည်းသိမ်းဆီးခဲ့ကြောင်းဖော်ပြပါတယ်။ပါကစ္စတန်တာဝန်ရှိသူတွေနဲ့တာလီဘန်ဆွေးနွေးတော့တဲ့ဖက်နဲ့တစ်ဖက်အပြန်အလှန်ဆွဆွဲခဲ့တယ်လို့သိရပါတယ်။အာဖဂန်တပ်ဖွဲ့တွေဟာရဲသားတွေကိုပစ်ခတ်တာနိုင်ငံတကာဥပဒေကိုချိုးဖောက်တာပဲလို့ပါကစ္စတန်ဘက်ကဆွဆွဲပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဒီဖြစ်ကိုလုံးဝသိခံနေမှာမဟုတ်ပဲပါကစ္စတန်စစ်တပ်ဘက်ကနေလက်တုံ့ပြန်မှာပါလို့ဆိုပါတယ် ဒီတဘမှာပါကစ္စတန်ဘက်ကသူတို့ဘက်က73နဲ့အာဖဂန်ဘက်က200ကျော်တည်တယ်ပြောပါတယ်။အာဖဂန်ကတော့အဲ့ဒီလိုမဟုတ်ဘဲမိမိတို့ဘက်က69နဲ့တာလီဘန်ဘက်ပါကစ္စတန်ဘက်က58ကိုတည်တယ်ပြောပါတယ်။အာဖဂန်တစ်ဖွဲ့တွေကပါကစ္စတန်စစ်ကန်25ကိုသိမ်းပိုက်ခဲ့ကြောင်းတာလီဘန်ဆိုရပြောရေးဆိုခွင့်ရှိသူကဆိုပြီးပါကစ္စတန်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးသူလက်ခံခြင်းမရှိပါဘူး။နောက်သတင်းပုတ်ပြောခြင်းပါလေ မက္ကစီကိုနိုင်ငံရေဘေးမှာလူပေါင်း60လေးယောက်သေပြီးလူ60ကျော်ပျောက်ဆုံးနေတယ်လို့ကယ်ဆယ်ရေးသမားတွေကပြောပါတယ်ပြည်ထောင်စုရပါနေမိုးတီထံတော်ရသမှုကြောင့်မက္ကဆီကိုပြည်နယ်များပြားမှာရေကြီးရွှေမှုနဲ့မြေပြိုမှုတွေဖြစ်ပြီးလမ်းတရားနဲ့နေအိမ်တွေပြိုကျပျက်စီးပါတယ်။ရေကြီးပြီးနောက်တနင်္လာနေ့မှာဒါဇင်ချီတဲ့ကြေးရွာသားတွေဟာကုန်းလမ်းနဲ့သွားမရတော့ပဲဒေသခံတွေအတွက်စားနပ်ရိက္ခာနဲ့လိုအပ်တာတွေထောက်ပံ့ဖို့ကယ်ဆယ်သမားတွေကပြည်စည်းနဲ့လမ်းတွေကိုရှင်းလင်းခဲ့ပါတယ်။ ကဲသေးကြိုးပဲ့မှုတွေတစ်စိတ်တစ်ပိုင်းဖြစ်တဖွဲ့ဝင်တောင်းဆက်လေးတွေရဟင်းနေတဲ့သူဖြန့်ကျက်ထားပြီးပေးမိနေသူတွေအတွက်အရေးပေါ်အစားအစာနဲ့တောက်သုံးရည်တွေပို့ဖို့မက္ဆီကိုသမ္မတကညွှန်ကြားပါတယ်။နေရာဆောင်သွားသူတွေအတွက်ကဲသေးစခန်းတွေဖွင့်ထားပြီးဆက်သွယ်ရေးပြတ်တောက်နေသူတွေအတွက်လိုအပ်တဲ့ပစ္စည်းတွေရဟင်းနဲ့ပို့ဆောင်ပေးနေပါတယ်။အစားအစာနဲ့ရေအလုံးလောက်ပို့ဖို့လေရည်နဲ့ပို့ဖို့အများကြီးလိုအပ်တယ်လို့သမ္မတကပြောပါတယ်။မက္ဆီကို ရပ်ဘက်ကဝေးအာဏာပိုင်ကြီးခဲ့ဆိုရာဗာရာခရုစ်ဟီဒဲကိုနဲ့ပို့ပလာပြီးတဲ့နေ့မှာ မိုးသီးထန်စွာရွာသွန်းမှုကြောင့်ရေကြီးတဲ့တန်အဆိုးဆုံးခံရပါတယ်။ဟီတာကိုပြည်နယ်တစ်ခုထဲလူ43ဦးပျောက်ဆုံးနေပါတယ်။ပြီးခဲ့တဲ့ဆယ်နှစ်တွင်လူပေါင်း48ဦးထိသေဆုံးခဲ့ပါတယ်။မြို့တော်မက္ဆီကိုစီးတီးမှာလည်းခုနှစ်အတွင်းစံချိန်တွင်မိုးရွာသွန်းမှုကြီးဖြစ်တယ်လို့သိရပါတယ်။ပြည်သူ့ဘာမျိုးစိပျက်စီးမှုကတော့ဘလောက်အတိုင်းအတာထိရှိလဲဆိုတာထုတ်ဖော်ပြောခြင်းမရှိပါဘူး။ နောက်ဆုံးသတင်းတစ်ပုဒ်ပြောချင်ပါတယ်။ Saudi Arabia နိုင်ငံကကမ္ဘာအမြင့်ဆုံးမူးမြို့တာဝါကြီးကိုဆောက်ဖို့ပြင်ဆင်နေပြီလို့သိရပါတယ်။ Saudi Arabia နိုင်ငံဟာ Rise Tower မြည်ရတဲ့မူးမြို့တိုက်ကြီးတစ်ခုတည်ဆောက်မဲ့အစီအစဉ်ကြီးညာလိုက်ပါတယ်။အဲ့ဒီမူးမြို့တိုက်ကမီတာ2000လောက်မြင်ပါတယ်။မိုင်နဲ့တွဲရင်1.2မိုင်ရှိပါတယ်။ဒူဘိုင်းက Burj Khalifa ထက်နှစ်ဆပုံမြင်ပါတယ်။စုစုပေါင်းကုန်ကျစရိတ် American Dollar 9 billion ရှိမယ်လို့သိရပါတယ်။ Foster Brown ပတနာက ဒီဇိုင်းရေးဆွဲထားတဲ့အထပ်ပေါင်း698ထပ်ပါတဲ့ဒီစောင့်ဝင်ကြီးဟာရီယက်မြို့ရဲ့စတူရန်ကီလိုမီတာ300ကျယ်ဝန်းနဲ့မြောက်ဝင်ရိုးစင်းနောက်ပိုးလို့ခေါ်တဲ့မြို့ပြအေရမအစီမံကိန်းကြီးရဲ့တိကအစောင့်ဝင်ပဲဖြစ်ပါတယ်။ပြည်သူယင်းနီမြို့နယ်မှုရမုံငွေဖွဲ့ကတော့နိုင်ငံတကာကန်ထရိုက်တွေစီကတင်တာတွေကိုလက်ခံရနေပြီဖြစ်ပါတယ်။ဒီတာဝါကြီးမှာစိန်ခမ်းဟိုတယ်တွေဖျော်ဖြေနေရာတွေစားသောက်ဆိုင်တွေပါဝင်မှာဖြစ်ပါတယ်။ North Pole စီမံကိန်းတစ်ခုလုံးမှာလည်းနိုင်ငံရဲ့ Fashion 2030 30 Image နဲ့အညီပြန်လည်ပြည့်ဖြူးမြဲစွမ်းရည်တွေအမြင်ထားနေတဲ့ကိုပိုင်မောင်းနေတဲ့ရင်တွေပါတဲ့ရေရှည်တည်တဲ့အခြေခံအဆောင်တွေကိုထည့်သွင်းဖန်တီးမှာဖြစ်တယ်လို့သိရပါတယ်။